ခုနနေတိုးဆိုတာဒါရခိုင်နာချူလေးဆိုတာရခိုင်အဲ့ဒီသူတို့ပြောရတဲ့စကားသူပိုးဆိုးတယ်ဘသူဖျားမှာပါမလဲသူတို့အသိစိတ်တန်နဲ့သူတို့လောက်တာပါဆိုပြီးပြောတာဒါကပြည်သူလက်စော်ကားသူတို့ရခိုင်လူမျိုးတွေကိုလက်စော်ကားတာဘာဖြစ်လို့ခုရခိုင်နေဆိုတာအဖိနစ်ခံတာသူတို့ကိုယ်နဲ့သိတယ်ဒီနေတိုးတို့ဘာညာတို့ ਨੇ brain wash လုပ်ပြီးတော့ကားရိုက်တယ်ဟုတ်ဒီရေကောက်ဝဲကြီးကဘာဖြစ်တယ်ညာဖြစ်တယ်နေရိုက်တယ်အခုဒါလေးကိုတော့မဝေဖန်တဲ့အတွက်ကြောင့်အခု ဒိုက်တာမိုက်ဒီတို့ကိုဖမ်းတာလေဆိုတာတူပါဗျာဒီရုပ်ရှင်ကားလေးမှားတယ်မှန်တယ်တောင်ဝေဖန်ခွင့်မရှိတဲ့လူတွေကနေပြီးဒီမိုကရေစီပေးမယ်ဟေးဆိုတာတနည်းအားဖြင့်ခွေးပစက်ကလက်စကားလို့ပြောရမှာတဲ့ခွေးစကားထွက်တယ်ပဲပြောရမှာပေါ့နော်မင်္ဂလာပါဗျာဟုတ်ပြီမင်္ဂလာပါအာဒီနေ့ပေါ့နော်ဒီစစ်ကောင်စီကနေပြီးတော့စစ်စကားမှာပေါ့ဒီကနေလက်ရှိအတူရောက်ယူကောက်ပွဲအတွက်သူတို့ဆပြီးတော့အကောင့်တွေဖော်နေပြီပေါ့နော်အဲ့ဒီအကောင့်တွေဖော်မှုပုံမှာလည်းအာ ကျွန်တော်တို့ဒီကျွန်တော်တို့အရင်ကတော့ကျွန်တော်တို့လေစာနဲ့ကျွန်တော်ကြိုက်တဲ့ပြည်သူတွေအားပေးတဲ့တေးဥဆောင်တွေပေါ့နော်ရုပ်ရုပ်ရှင်တေးဥဆောင်တွေကမြင့်မြတ်တို့ဟာကျွန်တော်တို့ဒီဘက်ကအာနေတိုးတို့ပုံကိုယ်တွေကစာဒီစစ်ကောင်စီစစ်စစ်ကောင်စီရဲ့ရုပ်ောက်ပွဲကိုပါဝင်ပြီးတော့အားဖြည့်ပြီးတော့ပေါ့နော်အတူရောရုပ်ောက်ရုပ်ောက်ပွဲအတွက်ဒီပြည်သူတွေကိုမှိုင်းတိုက်တဲ့ဗီဒီယိုအတူလေးတွေ line ပေါ်တက်လာတာပေါ့အဲ့ဒီပုံမှာအရှင်ဖျားတို့အမြင်လေးတွေတပြည့်တော့အဲပြောပြောကြားစေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ ဦးဇင်းတို့ကြာရေးကောက်ခွဲဆိုတာလည်းအလုံးသိနေတာပဲလေတော်ဒါအရင်ကဦးဇင်းတို့ဒါဤလူလူတွေရနေပြီးတော့စိတ်ကင်းညရွေးချယ်ထားတဲ့အရာကိုသူတို့ကဖျက်သိမ်းပြီးတော့မတရားအာဏာလုထားတာပဲတော်ပါဗျာတော့အဲ့တော့ပြောချင်တာအရာကဒီလူပြည်သူရဲ့စံနာကိုဆန့်ကျင်ထားတဲ့လူတွေတော့အာဏာရှင်စံနေတဲ့လူတွေကနေပြီးတော့ရွေးကောက်ခွဲလုပ်မယ်ကြီးဆိုတာဟိုဘလူနီးတဲ့မှအဆင်ပြေနေတဲ့အရာမဟုတ်ဘူးလေနော်အဲ့တော့ ဒီဒီမိုကရေစီဆိုတဲ့เนาะရွေးကောက်ပွဲဆိုတဲ့ဟာမှာဦးဇင်းတို့ကြည့်ကြည့်ပေါ့အခုခေတ်ဆိုလို့ရှိရင်မြင်နေတိုင်းပဲဗျာเนาะအကုန်လုံးဒါတတိုင်းပြည်လုံးကိုမိရှို့တယ်ဖြစ်စည်းတယ်ရက်ဆက်တယ်เนาะအခုလည်းပဲကြည့်လေသူတို့ကဒီနေသူတို့ဘာညာတို့ ਨੇ ဘရင်းဝက်ချ်လုပ်ပြီးတော့ကားရိုက်တယ်เนาะဒီရွေးကောက်ပွဲကြီးကဘာဖြစ်တယ်ညာဖြစ်တယ်နေရိုက်တယ်အခုဒါလေးကိုတော့မဝေဖန်တဲ့အတွက်ကြောင့်အခု ဒိုက်တာမိုက်ကြီးတို့ကိုဖမ်းတာလေဆိုတာတူပါဗျာဒီရုပ်ရှင်ကားလေးမှားတယ်မှန်တယ်တောင်ဝေဖန်ခွင့်မရှိတဲ့လူတွေကနေပြီးဒီမိုကရေစီပေးမယ်ဟေးဆိုတာတနည်းအားဖြင့်ပြောရင်ခွေးပစက်ကလက်စကားလို့ပြောရမှာတဲ့ခွေးစကားထွက်တယ်ပဲပြောရမှာပေါ့နော်ဒါအင်မတန်မဟိုအောက်တန်းကြတဲ့ကိစ္စလေနော်ဒါကြောင့်မလို့ဦးဇင်းတို့ကပြည်သူလူထုကိုပြောချင်တယ်နော်ဆေးအနာရှင်ဟေးဆိုတာတတိုင်းပြည်လုံးရဲ့ဘုံရန်သူအဲ့ဒီဘုံရန်သူနဲ့တွားပေါင်းတဲ့လူမှန်တယ်များဟာဦးဇင်းတို့ပြည်သူရဲ့ရန်သူပဲပေါ့ ်ဟုတ်လို့ဆိုရန်သူကိုအားပေးနေတဲ့ကြောင့်ရန်သူအားရှိရင်ဦးစင်းတို့ပြည်သူလူထုတွေအသက်ခံရမယ်ပုံမူပြီးတဲ့စိုးကျိုးတွေကိုပဲဖြစ်စေမယ်ဒါကြောင့်မလို့သူတို့လုံမဲ့ရေကောက်ပဲဒီမိမိတို့လေဘင်းကိုစွတ်မဲ့ဂျိုးခင်းနေဖြစ်တယ်မိမိတို့အခုတောင်မှပဲဒီဂျိုးခင်းကတော်တော်ကြီးလေဘင်းအစ်နေပြီသေတဲ့လူတွေသေးနေပြီနော်အဲ့ဒါကိုမိမိကဗာပြီးမဲပေးလိုက်ရင်ဇွဲချိုးချပြီးတော့ကိုကိုကိုတတ်ပါတော့လို့ပြောလိုက်တာပဲဒါကြောင့်မလို့ယနေ့စစ်အနာရှင်ကျင်းပမဲ့ရေကောက်ွယ်ရာ ကိုယ်လေပင်ကိုစွတ်ထားတယ်ကျိုးခွင့်ဖြစ်တယ်။ငကူကတော့မှကျိုးကတော်တော်သိန်းလို့သေးတဲ့လူကသေးနေပြီ။အဲ့ဒါကိုတရားဝင်တတ်ပါတော့လို့မိမိတို့ကလိုင်စင်တော့ပြလိုက်ခြင်းဖြစ်နေပါတယ်။အဲနောက်တော့ဗျအာကျွန်တော်ခက်ဆက်ဆက်ပါနော်ဒီတော့ခွင့်ချက်ဆောင်တစ်ခုနဲ့ဆက်အာဏာသိမ်းပြီးနောက်ပိုင်းတဲ့ဒီမိုကရေစီဆုံးထုံးကန်းနေတဲ့မြန်မာလွတ်လပ်ရရပြီးတဲ့နောက်ပိုင်းဒီမိုကရေစီဆုံးကန်းနေတဲ့မြန်မာပြည်ကို1962ခုနှစ်မှာဦးနေဝင်ကနေဆက် ော်လာရင်းကောင်စီဆိုတဲ့အစိုးရအမိခံပြီးဆက်အနာသိမ်းခဲ့တယ်အဲ့ဒီကနေတော့တော့ရှောက်မှာပေါ့နော်ကျွန်တော်တို့တပါတီအာဏာရှင်စနစ်မှာပဲကျွန်တော်တို့ကជីထွားជីជីပြင်းလာရတယ်အဲမမရရတော့ပြည်သူတွေဆန္ဒနဲ့2000 တဆယ်နဲ့ငါရွေးကောက်ပွဲမှာမှကျွန်တော်အနေအချင်းပေါ့နော်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ပြီးတော့ NLD ဒေါ်ဆန်းစည်းဦးဆောင်တဲ့ NLD အစိုးရတက်လာတဲ့ခါမှာနိုင်ငံတူနိုင်ငံသားတွေပုံကလည်းပြီးတော့ဒီမိုကရေစီရဲ့အရသာနော်တည်လာတဲ့အာပြည်သူတယောက်အနေနဲ့ကိုမဲပေးထားတဲ့အစိုးရအဖွဲ့ဝင်တော်လာကောင်ဟလာလွှတ်တော်ကိုတော့မိကုံထုတ်ပိုင်ခွင့်ရှိတယ်အဲ့လိုခင်းချင်းကနေအခုတကယ်2021ဟလာစာနာသိမ်းမှုနောက်ပိုင်းမှာတကြောပြန်ကျွန်တော်တို့ကအာနာရှင် လက်အောက်ကိုရောက်ရှိသွားတော့အဲ့ဒီအခါမှာမှားမှန်းနဲ့တည်တယ်ပြည်သူတွေကဒီစစ်အာဏာရှင်စနစ်နဲ့ပြည်သူတွေကိုအနိုင်ကျင့်တယ်ပြည်သူဆန္ဒကိုအတိမမပြုတ်ဘဲနဲ့မတရားအာဏာသိမ်းတယ်ဆိုတာလည်းတည်ရတာနဲ့အဲ့ဒီစစ်အာဏာရှင်တွေကိုဘက်ကိုတိုက်ပြီးတော့သူတို့ရဲ့အတူရောက်ရွေးကောက်ပွဲမှာထောက်ခံအားပေးပြီးဆောင်ရွက်နေတဲ့ပြည်သူတွေချစ်တဲ့နုပညာရှင်တွေပေါ့နော်အဲ့ဒီချိန်ကပေါ့အဲသူတို့ရဲ့သူတို့ရဲ့ဒီစစ်အာဏာရှင်ရဲ့သူတို့အကျိုးစီးပွားတဲ့ဒီမတရားလုပ်နေတဲ့သူတွေဘက်ကနေလိုက်ပြီးတော့ ပြည်သူတွေကိုမှိုင်းတိုက်ဝါရဖြန်တဲ့လုပ်ငန်းစဉ်တွေလက်ရှိလှုပ်ဆောင်နေတဲ့နေတိုးတို့ဟာလာမြင်းမြော့တို့အောင်ခိုင်တို့ကျွန်တော်တို့နေဝင်းတို့နော်ငပြောကျော်တို့နော်အငယ်တွေပေါ့နော်ကျွန်တော်တို့အဲ့ဒီအဲ့လိုအဲ့လိုလုပ်နေတဲ့ပုံမှာအရှင်ဖျားတို့ဘလို့သူတို့ကိုဘလို့တရေ message ပေးခြင်းလဲပြည်သူတွေကိုပို့လဲဘလို့သူတွေလှုပ်ဆောင်မှုပုံမှာဘလို့တရေ message ပေးခြင်းပါလဲခင်ဗျာဒီကတော့ခုရွေးကောက်ဖို့ရတော့အားလုံးလက်သိတဲ့အတိုင်းပဲ စစ်ကောင်စီလုံးလုံးတဲ့ယူကောက်ပဲဒါအတူရောက်ယူကောက်ပဲတော်ပါဗျာအဲ့ဒီယူကောက်ဘက်ကိုဦးစင်းတို့ဘက်ကဒီဘက်ကအာဒီယူကောက်ပဲပြီးသွားလို့ရှိရင်ဟိုဖူလနာစီပြောတာဒါကြီးလည်းသိပါတယ်ဒီယူကောက်ဘက်တော့ပြီးကြည့်ပြီးလို့ရှိရင်အကုန်လုံးကတိုင်းသားတွေကုတ်ခါပေါ့ KNU အမုံကျိမ့်မှာ TN အမုံကျိမ့်မှာတို့ AO အမုံကျိမ့်မှာတို့ KNU အမုံကျိမ့်မှာတို့ဒါဖူလနာစီကိုတိုင်း ပြောရတဲ့ဒီစကားတင်ပါဗျာအဲ့ဒီဘူးလန်လဆီဆိုတာဒါစစ်တက်ကလာတယ်စစ်တက်ကလာတဲ့လူမှန်းများအကုန်လုံးက brain work ကအကုန်လုံးပြီးသားသူတို့ပုံစံနဲ့စိတ်တက်တဲ့တပုံစံနဲ့ထွက်လာတာတင်ပါဗျာခုဒီမာလာတို့ကလည်းဒီရေကောက်ွက်အတွက်ကိုမှန်မှန်ကန်ကန်ပြေးမယ်လို့တင်တာသူကဒီမာလာဆိုအလိုသိတဲ့အတိုင်းပဲရှစ်တမျိုးကိုရတမျိုးပြောတာပြီးပြီးဟိုခုဒီနားထားပြလို့ရှင်ဟိုဘက်ကျတော့စကားတမျိုးပြောအောင် ဒီကောင်မှပတ်ပြီးတော့လဲနေတာဦးစင်းတို့မြတ်ဗုဒ္ဓပြောကြတဲ့တကားရှိတယ်လိန်တော်သူဒီမလို့ရတော့အကုသူမရှိဘူးဆိုတာမလားမန်မြတ်သူကဘယ်တော့မှစကားတီးတဲ့ကောင်မဟုတ်ဘူးဦးအဲ့ဥစ္စာကြီးကိုတီးလိုက်ဆန်းတဲ့ဒီအနုပညာဘောမအနုပညာတွေပေါ့ခုနနေတိုးဆိုတာဒါရခိုင်နာချူလေးဆိုတာရခိုင်အဲ့သူတို့ပြောရတဲ့စကားသူပိုးဆိုးတယ်ဘာသူဖျားမှာပါမလဲသူတို့အသိစိတ်တန်နဲ့သူတို့လောက်တာပါဆိုပြီးပြောတာဒါကပြည်သူလက်စော်ကားသူတို့ရခိုင်လူမျိုးတွေကိုလက်စော်ကားတာအပြည့်စုံကိုရခိုင်နေဆိုတာအပြည့်နေခဏသူတို့ကိုယ်နဲ့သိတယ် ဘသူကဖိနေတာလဲသူကသိတယ်ပိုးဆိုးတာအဲ့ရခိုင်တွေမှာဦးဇင်းတို့လူမျိုးရေးဘာသာရေးတွေမှိုင်းခွဲကြတာလဲသူတို့မှတ်မှတ်တကယ်တကယ်ကြဦးဇင်းတို့အမေစုလက်ထက်အန်အန်ဒီစုကလက်ထက်မှာတိုက်မိရကောင်းမှုဥတီတာအမှရခိုင်အနေနဲ့လူမျိုးရေးဘာသာရေးနဲ့မှိုင်းခွဲပြတာလေအဲ့မှာသူတို့ကမှိုင်းခွဲတော့ဘလူးတွေလောက်တာဆိုဒါတကောင်းတွေအကုန်သိတယ်အာနာရှင်တွေအကုန်လုံးရုံမှာကြတာအဲ့ဒီအဲ့ဒီရုံမှာကြတဲ့အာနာရှင်တွေဒါကသူတို့မှတ်မှတ်ကန်ကန်လုတ်ပြီးမဲ့ယူကောက်ပွဲလို့ထင်လို့လားဒါပြန်မေးရမှာအဲ့ကောင်တွေကိုအဲ့ဘောမှအနုပြန်ရှိကိုပြန်မေးရမှာ သူတို့ကိုယ်တိုင်အသိဉာဏ်ရှိလို့ရှိရင်ဒါပေါ်လွင်နေတာပဲဒီကောင်နေအမြဲတမ်းရက်စက်ရုပ်မာနေတာဗျာဒီမှာလေနေနဲ့ဘုံကျဲနာအကုန်လုံးကြောင်းနေစာသင်ကြောင်းနေဘုံကြောင်းနေဖះကြောင်းနေဘာမှမရှိအောင်အဲ့မှကွာပြောတယ်ဥစ္စာနေလို့ပြောတာမင်းတို့ဘုံထောင်တာဥစ္စာရုပ်ောက်ပဲမဟုတ်ဘူးဆိုပြီးဆိုပြောထားတာရှိတယ်လေအဲ့ဆိုလို့ကျကနသူတို့ပြောတဲ့စကားပြန်ကြည့်လိုက်ခုမှလေနဲ့ဘုံကျဲတာဒါရုပ်ောက်ပဲလားသူတို့ပြောတဲ့အတိုင်းပဲလေနေနဲ့ဘုံကျဲတယ်ဥစ္စာတတ်တဲ့ရွာတွေမီးချို့တယ်မရင်းကျင်နဲ့ပတ်ပြီးတော့လုံနေတဲ့ဥစ္စာ ဲ့ဒီကောင်မျိုးတွေဒါမှန်မှန်ကန်ကန်လုတ်ပြီးမဲ့ရွေးကောက်ပွဲဖြစ်ပါမလားဘလို့မှမဖြစ်နိုင်ဘူးအဲ့ဒါကိုဒီဘောမှာအမှုပညာစီကတိတိနဲ့လုတ်တယ်ဆိုတာဒါဥစဉ်တော့ပြည်သူကိုစော်ကားတာပဲဒီအမှုပညာစီဆိုတာလည်းပြည်သူတွေအားပေးခဲ့တယ်လို့သူတို့ဒီအမှုပညာစီဖြစ်လာတယ်ပြောမှန်းတင်ပေါ်ကြော်ကြလာတာပေါ့ဒါပြည်သူရဲ့ပြန်ကျေးဇူးကနဲ့ပြည်သူစော်ကားတာလူတို့ပြောတဲ့ပြပြည်သူကိုဖင်လာပြတာပဲဘယ်သူမှမမထူးဆိုတဲ့သဘောနဲ့အဲ့ဒါဥစဉ်တော့ပြည်သူတွေကလည်းဒီလိုအမှုပညာရှင်တွေကိုမှတ်မှတ်တက်တာဖြစ်တော့ ဘိုက်ကပြင်းပြင်းထန်ထန်လောက်ကိုလောအောင်နောင်ကျင်းသွန်းကိုလောအောင်ဒါမှလည်းအဲ့ဒီအမှုပညာရှင်တွေမှတ်သားမှာအဲ့ဒါဆိုလို့ရှိရင်ကုလုတ်တဲ့ရေကောက်ပွဲဆိုတာအားလုံးသိတဲ့အတိုင်းပဲဒါအတုကအတုရောင်ရေကောက်ပွဲဘလုံးမအစစ်မှန်ပြီးတော့ကဘာလည်းလက်မခံလို့ဥစဉ်တို့ကျွန်တော်ပြောတယ်အာဆီယံလည်းလက်မခံဘယ်တိုင်းစားမှလည်းလက်မခံတဲ့ရေကောက်ပွဲကြီးပါအဲ့ဒါဆိုတော့ကျွန်တော်တို့အနည်းချောပြောရမယ်ဆိုတော့ဒီအတုရောင်ရေကောက်ပွဲကိုပြည်သူတွေတူးချင်းနေတဲ့အပူပေါင်းပေါက်ဝင်ပြီးတော့ဆန့်ကျင်ကြဖို့ရယ်ဒီအထူးရောင်ရွေးကောက်ပွဲကို အာပြည်သူတွေကိုထင်မှထင်မှဖြစ်စေအောင်ဝိုင်းဝန်းသေးဆောင်နေတဲ့ဟလာအမှုပညာရှင်တွေကိုလည်းကျွန်တော်တို့ကဘိုင်းကောလုပ်ပြီးတော့သူတို့ထုတ်လွှင့်တဲ့ရုပ်ရှင်တွေဗီဒီယိုတွေကိုကျွန်တော်တို့မကြည့်တော့အဖြစ်တော့လည်းကောင်းသူတို့ YouTube တို့ Facebook Instagram တို့လည်းကျွန်တော်တို့တို့ပြည်သူတွေနဲ့မကြည့်ချင်းအဖြစ်တော့ကောင်းအခုဝိုင်းဝန်းပြီးတော့ဘိုင်းကောလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တပည့်တော်တို့ဓမ္မအဖက်ကနေပြီးတော့ပြန်ပြီးတော့ပူပေါင်းပါဝင်ပြီးတော့စစ်စစ်လုံးနဲ့တုတ်ပြန်နိုင်တဲ့မဲ့လုပ်ငန်းစဉ်လိုပဲတပည့်တော်အဲ့လိုမြင်ပါလေဗျဟုတ်ကဲ့ပါပါပါ Alamı Cedir. Alamı Cedir vardı. Ya.